ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဦးထိန်လင်းဟာစက်တင်ဘာလ26ရက်နေ့ကကြောက်ဖြူမြို့၊နဂါအကြောင်းပြည်ရတီစာတင်တိုင်းမှာကြောက်ဖြူမြို့ပေါ်မှာရှိတဲ့ဆရာတော်ကြီးများအားတွားရောက်ဖူးမြော်ပြီးဝါဆိုတင်ကန်လူဝဲဝိတုပစ္စည်းများစက်ကလှူဒါန်းပါတယ်။ အဲ့နောက်မတိန်ကျွန်းရှိရရှိတောင်အရာရေနံနေတဘောင်းအတံဝေးပိုင်းလိုက်စီမံကိန်းနေရေနံတင်တင်မောများစက်ကတဲ့စိတ်ခံတတာတို့ကိုတွားရကြည့်ရှုစစ်စေးပြီးစီမံကိန်းအတွင်တာဝန်ထမ်းဆောင်နေတဲ့မိသားတက်ဖွဲ့ဝင်များအားတွေးဆောင်အပ်စကားပြောကြကချင်းမြင့်ဝင်များပေးအပ်ပါတယ် ဆက်လက်ပြီးရေနံနဲ့တဘာဝတံငွေပိုင်လိုင်းစီမံကိန်းရုံအစီဝေကမ္မမှစီမံကိန်းမှတောင်းရှိသူများနဲ့တွေ့ဆုံ၍ရေနံနဲ့တဘာဝတံငွေစီမံကိန်းနဲ့ပတ်သက်၍ဆွေးနွေးခဲ့ကစီမံကိန်းဧရိယာအတွင်းဟင်းသီးဟင်းရွက်ဆိုင်ခင်များစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလှည့်လည်ကြည့်ရှုပါရစေ။ညနေပိုင်းမှာပြည်내ဝင်ကြီးချုပ်ဟာအောင်ဖြူမျိုး ရမဝတီခမမခရိုင်နယ်မြို့နယ်ဈေးဌာနဆိုင်ရာများဆရာဆရာမများရက်ွက်အုပ်ချုပ်ရေးမှုများနဲ့တွဲဆောင်ပွဲတို့တက်ရောက်ပြီးအခြေခံစားတောက်ကုန်များပေးအပ်ခြင်းမြေကအကြောင်းပြုမျိုးပေါ်မှဆိုလာစနေနဲ့လမ်းမီများရရှိနိုင်ရေးအတွက်ဆိုလာမီများနဲ့ဒုတာရတာဆောင်များကိုပေးအပ်ပါတယ်။ အိမ်နောက်ကျောင်းဖြူခရအထွေထွေယောဂါကိုကရင်နေရာဇန်စီယောင်ကြီးမှာ24နာရီမီရရှိနိုင်ရဲ့အတွက်တရား KVA ဆိုလာမီများတက်ဆင်ပေးထားမှုနဲ့ကျမ်းမရင်ဆောင်ဆောင်မှုခံယူနေတဲ့လူနာများအားလေးလေကြည့်ရှုအားပေးစကားပြောကြားကအာဟာရဖြည့်စွက်စာများကျမ်းမရင်ဝန်ထမ်းများအတွက်စားတောက်ဖွယ်ရများနဲ့ချီးမြှင့်ငွေများပေးအပ်ပါသည် အိနာအကြောင်းပြုမျိုးဘဝရိတ်တာတို့တွားရောက်ပြီးဘဝရိတ်တာစောင်းရှောက်မှုကော်မတီအဖွဲ့ဝင်များနဲ့တွေ့ဆုံကဘဝရိတ်တာအတွက်အလှငွေများထည့်ဝင်လှူဒန်းပြီးဘဝများအလူဝဲပစ္စည်းများနဲ့စားတောက်ဖွဲ့ရများပေးရလှူဒန်းပါတယ် အိမ်နောက်ကျောင်းဖြူမျိုးအဝေးမှာမြို့နယ်မိသက်တပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့ဝင်များကရှောင်းဖွေခဲ့စေတည်ရုပ်ပြသမှုကိုတွားရောက်ကြည့်ရှုအားပေးပြီးတပ်ဖွဲ့ဝင်များချင်းမြင့်ဝင်များပေးအပ်ခဲ့ပါတယ်ရှင်။